ကျွန်တော်တို့မျော်လင့်ခဲ့ဆုံးခိုးဖားမတယောက်ပဲရောက်သွားတာလေမင်္ဂလာပါအင်္ဂလန်တင်းနေတာကောင်းဆုံးကစားသမားဆုပါဝင်ချဲစီသိနေပရီးမီးယားလီးဂ်တင်းနေတာကောင်းဆုံးဆုတွေပါတင်ပိုက်ခဲ့သူခိုးဖားမဟာပရိသတ်မျော်လင့်ခံဆုံးကစားသမားတူဖြစ်ခဲ့ပါတယ်တင်ပေါ်ရင်စင်လောကကောက်ဆိုတဲ့ဇာတ်ကားတိုင်းမန်စီးတီးမှာထင်ပေါ်ခဲ့လို့အပွဲမြင့်အပင်တီးတဲ့ချဲစီသိဟာခိုးဖားမကို2023-24ဘောလုံးရာသီကခေါ်ယူခဲ့ပါတယ်ရရောက်ချင်းဘောလုံးရာသီမှာပဲတကယ်ကိုမော်ဝင်ချေဆွဲနေတဲ့27နှစ်ဆိုတဲ့အသက်အရွယ်နဲ့မလောက်အောင်ပဲ ခိုးဖမားတယောက်ချက်စီးသေးနဲ့ထိုးထောက်ခဲ့ပါတယ်။ပြန်ပွဲစော55ပွဲမှာသွေးကို25ကိုသွင်းယူနိုင်ခဲ့ပြီးတပွဲတည်းလေးကိုသွင်းယူခဲ့ပါတယ်။ဟာဇတ်လိုမျိုးထွန်းတောက်လာမဲ့အနာဂတ်တွေရှိသူဖြစ်နေတင်စားခံခဲ့ရတာပါ။ဒါပြင်တူချင်းစုတစိတ်တွေအလေတရားသေးအတွင်းမှာကိုတနေ့တာကောင်းဆုံး9ခုထိရခဲ့ပြီးခိုးဖမားဟာတကယ်ကိုကြောက်ရိုင်းတော့တုံးဖြစ်ခဲ့ပါတယ်။မန်စီးတီးသင်းကတော့မှခိုးဖမားကိုရောင်းချခဲ့တာမှားယွင်းခဲ့ပြီးခိုးဖမားပါမန်စီးတီးမှာဆက်ရှိနေမယ်ဆိုရင်မန်စီးတီးသင်းဘလောက်အောင်မြင်မှုတွေဆက်လက်ရှိနေမှာဖြစ်ကြောင်းစတာတွေကိုပြောခဲ့ကြပါတယ်။ဒါပေမဲ့လေဒီလိုအနာဂတ်ကောင်းတွေကိုပိုင်ဆိုင်ထားတဲ့ခိုးဖမားတယောက်အခုဆိုရင် ဘယ်စီကိုရောက်ရှိနေပြီလဲနီးပြပြောင်းရဲ့အသင်းတွင်းအစင်မပြေမှုတွေရှိနေကြတယ်နီးပြပြောင်းရဲ့အသင်းတွင်းအစင်မပြေမှုတွေရှိတယ်အသင်းရလက်တွေလက်ရှိတဲ့ပိုဆိုးသွားနိုင်တယ်ဆိုတာကိုခိုးဖားမှဖြစ်နေခိုးဖားမှအဖြစ်ပြက်မှမြင်တွေ့ခဲ့ရပြီနီးပြဟောင်းပိုချက်တီနိုလက်ထက်အောက်မှာတောက်ပခဲ့တဲ့ခိုးဖားမှဟာနီးပြတဲ့မာရက်စကာလက်ထက်မှာပါလို့ပါမနာမသိဖြစ်နေခဲ့ရပါတယ်ပိုချက်တီနိုလက်ထက်မှာခိုးဖားမှဟာညာတောင်ပံကစားသမားဖြစ်နေအသုံးပြုခဲ့ပြီးဒီနေရာကခိုးဖားမှအတွက်အသင်းတော်ဆုံးနေရာဖြစ်ခဲ့ပါတယ်တရားသီတွင်းမှာသွင်းကိုများဆုံးသွင်းယူနိုင်ခဲ့တဲ့ခိုးဖားမှအတွက်ညာတောင်ပံကစားသမားဖြစ်ကနေနီးပြမာရက်စကာလက်အောက်မှာ ။လောက်ချံကစားသမားဖြစ်နေပြောင်းလဲခဲ့လိုက်တာပါ။ဒီလိုနေထားမှတော့နေချင်းညာချင်းမှပဲခိုးပွားမှဟာတန်ရာပြဿနာတွေ။သူနဲ့မလိုက်ဖက်တဲ့ကစားဟန်တစ်ခုကြောင့်ပဲအတွင်းကိုတွေဂိုးဖန်နီးမှုတွေကိုဆုံးရှုံးခဲ့ရပါတယ်။2023ခုနှစ်2024ဘောလုံးရာသီဟာပရီးမီးယားလီဂ်မှာတရားသည့်အတွင်းအတွင်းကို22ခုနှစ်ဂိုးဖန်နီးမှုဆက်တဲ့ချိန်တွင်ကိုစုစုပေါင်း33ခုဒီပောင်းဝင်ပတ်သက်ခဲ့တဲ့ခိုးပွားမှကတော့35ခုသွင်းယူကဂိုးဘက်ဒီမှု6ချိန်ရှိခဲ့ပါတယ်။တရားသီးတဲ့တရားသီးမြင်တဲ့တဲ့မြင်လာတဲ့ခိုးပွားမှဟာရောင်းမြန်နေထားနေတဲ့ ။တရားသီးထက်တရားသီးလုံပါပါလာခဲ့ပြီးတရားသီးမှာဆိုရင်ရာသီးအစမှာပင်ဒဏ်ရာပြဒနာတွေနဲ့လုံပန်းနေရပါတယ်။နိုဝင်ဘာလထိဒဏ်ရာပြဒနာတွေကြောင့်အနာယူရမယ့်ခိုးဖက်မဟာဒဏ်ရာကနေပြန်သက်သာလာရင်ခြေချင်းဘက်ကတိအကောင့်တိုင်းပြန်လာနိုင်ဖို့ကလေမတိကြတော့ဘဲနဲ့အချင်းယူရအောင်ပါပါ။ကျွန်တော်တို့ခင်ဗျားတို့ခိုးဖက်မကိုဘလောက်အဆင်ထိမျောလင်းခဲ့ကြတာလဲ။ခိုးဖက်မဟာခြေစည်းတော်တော်မှာကပိနဲ့အင်္ဂလန်လက်ရွေးစင်တဲတော်ပါ။အနာဂတ်ကောင်းနေပိုင်ဆိုင်ထားသူတယောက်ဖြစ်ပေမယ့်ညီပြတဲ့မာရစကာကတော့ညာတော်မှန်ထက်ခိုးဖက်မကိုနောက်ချန်တိုက်စစ်မှုဖြစ်နေကစားစစ်ခြင်းခဲ့ပါလေ။ ဒီလိုမျိုးနှင်းစနစ်တွေဟာမာရက်စ်ကာနေနဲ့ဇယားဖြစ်သူဂွာဒီယိုလာထားမှတင်ကြားတက်မြောက်လာခဲ့ရန်ရှိပြီးမန်စီးတီးအသင်းမှာကွင်းလယ်မာလီမိုတူဖြစ်နေနာမည်ကြီးခဲ့တဲ့သူဒီဘရိုင်းနာဟာလည်းညာတော်မဲကစားသမားဖြစ်ကနေကွင်းလယ်ဖန်တီးရှင်ဖြစ်နေပြောင်းလဲကစားခဲ့ပါလေဒါပေမဲ့လည်းကစားသမားတဦးနဲ့တဦးကြမှာပင်ကိုပါရမီရှိသူနေနဲ့ပင်ကိုပါရမီရှိသူနဲ့မရှိသူကွာချနေပြီးကိုယ့်ရဲ့ပင်ကိုနေရာမှာမကစားရပေခြေစမ်းပြနေတဲ့ကစားသမားတွေကရှိတော့ရှိပါလေရှားတယ်လို့ပဲဆိုရမှာပါအားစင်းနေမှာအိုနေရီယာဘဲတောင်ဘက်ကနေထောင်တိုက်စင်မှုဖြစ်ခဲ့တာတော့ ဒီဂိုကော့စာဟာအက်လက်တီကိုမက်ထရစ်မှာတောင်ပိုင်းကနေထောက်ထားစေမှုဖြစ်ခဲ့တယ်လို့ဆိုတော့ဟာနေ့စနေ့အရရောကစားသမားရဲ့ကစားချင်းသိရှိတဲ့ fashion အရပါလို့အနေနေပါတယ်။ဗာနီဒီပါကျွန်တော်တို့ရဲ့အမျိုးလေးကန်ကစားသမားဟာအသားအဖြစ်တော့23နှစ်သာရှိသေးတာကြောင့်ဘာမဆိုဖြစ်လာနိုင်သေးတယ်လို့ဆက်လက်ဆောင်မြည်ကြည့်ရှုရမှာပေါ့လို့ပြောကြားရင်းနဲ့ပဲဗီဒီယိုလေးကိုဒီမှနေဆုံးသက်ချင်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။